လိုင်ကောင်းတူဆက်တနည်းအားဖြင့်ဥမေဖောင်းဆက်ကြီးတွေကဈေးကြီးလာတယ်လို့လုပ်ငန်းလဲတွင်ကျန်လုံးပါတယ်ဒါပေမဲ့ project BB ဆိုရင်ဒီဆက်ကြီးတွေကိုပြန်မတဲတော့ပဲ twin ngg2 ကညင်မြုပ်လိုက်ကြပါတယ်အဲ့ဒီကိစ္စမှာလဲခိုင်လုံးနဲ့အကြောင်းရင်းရှိနေကြတာပါဒီဆက်ကြီးတွေကအရန်လက်ကြီးမတယ်လို့အရန်လဲလေးလံပါတယ်အဲ့ဒါကြောင့်တနေရာကနေတနေရာကိုတည်သွားဖို့လည်းမလွယ်ကူလပါဘူးစီမံကိန်းရှိရာနေရာကိုတော့အထူးပြင်ဆင်ထားတဲ့တည်ယူဖို့ဆောင်ရည်နီလနှွေနဲ့မရမကတည်ကြပါရဲ့ ဒါပေမဲ့စီမံကိန်းပြီးသွားလို့မြေပေါ်ပြန်တည်ဖို့ကြာတော့မလွယ်တော့ပါဘူး။အဲ့ဒီအချိန်မှာပဲမြေမြုပ်ပြီးဆွန့်ပစ်ဖို့ဖြစ်လာရတာပါ။ဒါပေမဲ့ဒီစကြီးတစ်ခုလုံးကိုမြေမြုပ်ပြတာတော့မဟုတ်ပါဘူး။အထက်ကသုံးလို့ရတဲ့အစိပ်ပိုင်းတွေကိုတော့ဖြုတ်ယူကြတာပါ။နောက်ဆုံးအီယာမတတုခွန်ကြီးကိုပဲခြံထားခဲ့တာဖြစ်ပါတယ်။သုံးလို့ရတဲ့ပစ္စည်းတွေထဲမှာတံပိုကြီးလျှက်စစ်ပစ္စည်းတွေ၊ဟိုက်ဒရိုလစ်ပစ္စည်းတွေစသဖြင့်မျိုးစုံအောင်ပါနေတာပါ။တတုခွန်ကြီးကိုပြန်တဲမယ်ဆိုရင်လေဇီယိတ်စက်ကလောဝါကနဲ့ကိုက်မှာမဟုတ်ပါဘူး။ စက်ရက်အရွယ်အစားဒူးပေါ်ရမယ့်မြေအမျိုးအစားဒူးရမယ့်ပမာဏတွေကလည်းမတူလာတာကြောင့်စက်တလုံးကိုနေရာတိုင်းမှာသုံးဖို့ဆိုတာကလည်းမဖြစ်နိုင်ပါဘူး။အဲ့ဒီအချက်တွေကြောင့်လဲအလုပ်ပြင်းရင်သုံးလို့ရတာတွေကိုဖြုတ်ပြီးကျန်တာတွေကိုခြံထားခဲ့ရတာပါ။အချုပ်ပြောရရင်တော့ဒီလိုစက်တွေကိုအလုပ်ပြင်းတာနဲ့မြေမြုပ်ထားတဲ့နေကလက်ရှိမှာတော့အစဉ်အပြေဆုံးဖြစ်နေကြောင်းဝေမျှလိုက်ရင်ဒီကုန်းချုပ်လိုက်ရပါရဲ့ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။